မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းထူးသတင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးပါတော့မယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ KNL ချိန်မုံမှုကြောင့်တေဘောဘူစကန်တို့စစ်ကူလာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြက်စီပြီးထိုင်းနိုင်ငံဘက်သို့စစ်သား10ဦးထပ်မံထွက်ပြေးသောဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ကရင်ပြည်နယ်တိုင်းမြမာနယ်စပ်တေဘောဘူစကန်တို့စစ်ကူလာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူးပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30 ယ်ကျော်အရှင်ဖမ်းမိကအများပြားသိဆုံးသွားကြောင်းစစ်သား၁၀ဦးထံမင်းမှာတိုင်းနိုင်ငံသို့ထွက်ပြေးသွားကြောင်း KNL စီရေးတရင်ရင်မြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည် မေလ29ရက်နေ့မှာစတင်ပြီးကရင်ပြည်နယ်တိုင်းမြမာနေဆက်မြော်ရီမြို့နယ်သေဘောဘူးစစ်တပ်စခန်းသို့စစ်ကူလာသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းကို TGB ဌာနချုပ်စုံစည်းမြိုင်အင်းတို့ရောက်ရှိနေစဉ် KNL မှမိတ်ပူအောင်တပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းယနေ့နံနက်ပိုင်းတွင်အဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်အရှင်ဖမ်းဆီးရရှိကြောင်းအများပြားသိဆုံးကြောင်းသိရှိရသည်။ ထိုင်းဘက်ကိုထွက်ပြေးတာဆေးဦးကျော်ရဲထိုင်းစစ်တပ်နဲ့ပြည်သူစစ်တွေကဖမ်းမိထားတယ်လို့သိရတယ်။အရင်စစ်ကြောင်းကထိုင်းဘက်ကနေလှည့်ဝင်လာတဲ့စစ်ကြောင်းပဲဖမ်းမိတဲ့စစ်သားတွေကိုထိုင်းကဘာလို့မလဲတော့မသိရသေးဘူးဟုစစ်ရေးသတင်းရင်းမြစ်ကရှင်းပြသည်။ ထို့ပြင်ဒေဘောဘိုးရွာထိပ်ရှိအကြမ်းဖက်စစ်ကောင်စီဒေဘောဘိုးစခန်းနေရာနှင့်ကာကင်စခန်းနေရာကို KNL မှမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရသည်။ဆလဘင်ထိုင်းမြန်မာနယ်စပ်ဝော်လီရင် KNL မှမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုစက်တိုက်မနာတဲ့စစ်စင်တိုက်ခိုက်နေပြီးမိတ်ပူပေါင်းတပ်များအနေဖြင့်လည်းကနေလီမော်ခီထီသေးပလင်စခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရသည်။ဆလဘင်လေဗရန်နှင့် PDF ကိုကယူမဆိုင်ဟုစိန်ခေါ်ကလူငယ်များကိုစစ်မှုရန်တသားတဲ့ဖြစ်စုဆောင်နေသည့်ရှိုင်းမိုးထွန်းပစ်ခတ်ခံရပြီးတိုက်ဆုံဆွေးနွေးတဲ့တွင်ကိုတင် સભ્યો છે ပဲခေါတိုင်းလက်ဗဒန်မြို့နယ်ရင် PDF ကိုဂယူမဆိုင်ဟုစိန်ခေါ်ကလူငယ်များကိုစစ်မှုရန်တပ်သားတွေဖြစ်စုဆောင်းနေသည့်ရှိုင်းမှုထုံုံကိုပြက်ခတ်တိုက်ခိုက်ရသိဆုံးခဲ့ကြောင်းတာယာဂရီခိုင်တရင်383ညနှင့်တက်ခွဲ3မှတောင်းရှိသူတို့ကရှန်ကုန်ခေတ္တတရင်ဌာနတန်းတို့ပြောဆိုသည်မေလ29ရက်နေ့မွန်လယ်တနအိခန်းနှင့်လက်ဗဒန်မြို့နယ်ပရင်စုရွာရင်းနေထိုင်သောရှိုင်းမှုထုံုံသည်အကျံဘတ်စစ်တိတ်စစ်စေးရေးကိမှခြေလင်းပြင်လာစဉ်တာယာဂရီခိုင်တရင်383ညနှင့်တက်ခွဲ3နှင့်တက်ခွဲ2ရှယ်ပေါ်များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှင်းတန်ခိုင်မှုတွင်တွန်းတော်သည့်ဥကောင်းတက်တွေကိုတနက်ဖြန်3ချက်ထိမှန်ပြီးပွဲချင်းပြီးသိဆုံးကအကြံဖက်စစ်တပ်နှင့်ဆက်သွယ်ထားသောမိုဘိုင်းဖုန်းတစ်လုံးကိုလည်းသိမ်းဆည်းရရှိကြောင်းသိရှိရသည်။ တည်ဆုံသောသောရှာရင်မှုတွန်တော်နှင့်ပြူစောတိကောင်းဆောင်လည်းဖြစ်ပြီးတွန်လင်းတပ်ဖွဲ့အများကြီးတော်လာလှုံရှားမှုများအားစုံစမ်းထောင်လန့်၍စစ်တပ်တန်းတရင်ပေးခြင်းလူငယ်များအားစစ်မှုထမ်းရန်ပြရားပေးလူစုချင်းစစ်မှုထမ်းခြင်းဟုဆိုအားပြည်သူများထံမှငွေကြေးများအတင်းကျပ်ကောက်ခံပြီးကောက်ခံငွေမပေးသူများစစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်းစကားစများတံမမှန်တရင်ပေးကောင်ပြည်သူများအားဖမ်းဆီးခိုင်းခြင်းတွန်လင်းတပ်ဖွဲ့များအားကိူးမဆိုင်ဖို့ဟုစိန်ခေါ်ပြီးလူငယ်များအားစစ်တပ်ထံအတင်းကျပ်ထည့်သွင်းခြင်းများလှုံ့ဆော်နေရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှိုင်းမူတနောင်းကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ထဲအတင်းကျပ်ထဲတဲ့စစ်ခွေးတွေနဲ့အတူအင်မော်တပ်ပြီးပေါ်လာဆွဲတာကြောင့်လူငယ်တွေဆိုတာအိမ်ထဲမနေရဲလို့ရှောင်နေတာကြပြီး PDF သတင်းတွေစုံစမ်းပြီးစစ်ခွေးတွေစီပို့ရပြီး PDF တွေစီထောက်ပံ့နေဆိုပြီးပြည်သူတချို့ကိုစခရေးစီသတင်းပေးဖန်ခိုင်းနေအဲ့ဒါကြောင့်သူ့ကိုသတင်းပေးတော့မချိမငန်တုံမြန်တဲ့အပြင်ရဲဘော်တွေကိုသူကပါစိန်ခေါ်နေလို့ရှင်းလိုက်ရတာဟုတာယာရိခိုင်တိုင်ရင်383ညနဲ့တက်ခွဲ3မှာတာဝန်ရှိသူတို့ကပြောဆိုသည် ပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေကြသည်အကြမ်းဖက်စစ်တပ်နှင့်၎င်းတို့ထောက်တိုင်းများကိုအချိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့်ပြည်သူများအနေဖြင့်၎င်းတို့အနေသွာလာနေထိုင်ခြင်းများလုံးဝမပြုလုပ်ကြရန်တရားရခိုင်တရင်383ညနှင့်တက်ခွဲ3ကအတီးပေးနှိုးဆော်ထားသည်ကိုဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့ DKBA ဌာနချုပ်စုံစည်းမြိုင်ကြီးရွာကိုစစ်ကောင်စီတပ်ကတိုက်လေဖြင့်ပုံကျဲမှုခလေးငယ်တို့ထိခိုက်ဒဏ်ရာရဆိုတဲ့တဲ့မှာဖြစ်ပါရဲ့ရှင် ကရင်ပြည်နယ်မြောင်းရီမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးရှိ DKBA ဌာနချုပ်စုံစည်းမြိုင်ကျေးရွာကိုစစ်ကောင်စီကယနေ့မွန်လွဲပိုင်းတွင်တိုက်လေရင်ဖြင့်ပုံကျဲချခဲ့ရာကလေးတအုပ်ထိခိုက်ဒဏ်ရာရရှိကြောင်းဒေသပြည်သူများကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောဆိုသည်ယနေ့မေလ28ရက်နေ့မွန်လွဲတနားအချိန်စစ်ကောင်စီ YK130 တိုက်လေရင်တစီက DKBA ဌာနချုပ်စုံစည်းမြိုင်ကျေးရွာကိုလာရောက်ပုံကျဲချတာရင်ဖြစ်ပြီးပုံကျဲမှုအတွင်းကလေးငယ်တို့ဘုံစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် ပြည်သူတော်တော်များများကတော့စပေးရှောင်နေပြီသားပါတချို့ကတော့ကြံနေတာမှာကလေးငယ်တူဘုံစထိမှန်နေဟုဒေသပြည်သူတူကပြောဆိုသည်ယနေ့မေလ20ရက်နေ့နံနက်ပိုင်းတွင်စစ်ကောင်စီတပ်၏အင်အား82ဦးပါစစ်တပ်စစ်ကြောင်းကို KNL ဦးဆောင်သောတော်လိုင်းတပ်များကပိတ်ဆို့တိုက်ခိုက်ပြီးနောက်စစ်ကြောင်းတစ်ခုလုံးကိုချိန်မုံနိုင်ခဲ့ကြောင်းစစ်သား30ဦးကျော်အရှင်ဖမ်းဆီးရရှိပြီးသေဆုံးသူများလည်းများပြားကြောင်းစစ်သားတချို့ထိုင်းဘက်ကန်သို့ရောက်ရှိနေကြောင်းနေဆက်စည်ရေးတရင်ရင်မြစ်ချိုးကပြောဆိုသည် ဆလဘီစစ်အာဏာရှင်ကိုထိရောက်တဲ့အရေးယူမှုမျိုးလုံးမပြနိုင်ခဲ့ပြန်တဲ့အာဆီယံဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အရှေ့တောင်အာရှနိုင်ငံများအစီအယုံအာဆီယံအဖွဲ့ဝင်နိုင်ငံကောင်ဆောင်တွေဟာမြန်မာနိုင်ငံရဲ့ယူရင်းပြည့်စည်နေတဲ့အခြေအနေတွေစံနှန့်ခက်တန်တဲ့ပဏိပက္ခတွေအတွက်အလေးနဲ့ဆိုရင်ကြောင်းကြေညာခဲ့ပေမယ့်အာနာတိုင်မီလေးနှစ်ကျော်လာတဲ့အထိလူလူအပေါ်အကျန်းဖက်တက်ပြတ်နေတဲ့စစ်ကောင်စီကိုဘလို့အရေးယူတုံ့ပြန်မလဲဆိုတာကိုတော့စူပေါင်းဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူးစစ်ကောင်စီကငလင်ကြီးအပြီးလူသားချင်းစာနာလုံလန်းနေဆောင်ရွက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အပြည့်အကရက်စဲရေကိုလူကြောက်ကောက်အောင်ကြေညာထားပေမယ့်လက်တွေ့မှာတော့နိုင်ငံအနှက်လေးချောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ် ဆောင်နေပြီးအရက်သားပြည်သူတွေယာနေချီသေဆုံးနေရပါတယ်။အခုတရင်ပတ်ထဲမှာတော့အာဆီယံခေါင်းဆောင်တွေဟာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တော်မှာတွေ့ဆုံခဲ့ကြပြီးမြန်မာနိုင်ငံရဲ့အကြအတဲတွေကိုဆွေးနွေးဖြေရှာခဲ့ပေမယ့်ထိရောက်တဲ့ဘာတူတက်မှုမျိုးကမှစောင့်ခြင်းမပေးနိုင်ခဲ့ပါဘူး။မေလ29ရက်ညပိုင်းမှာတော့အာဆီယံရဲ့ပူရဲကြေညာချက်တစောင်းကိုထုတ်ပြန်ရမှာလင်းနှစ်လုံးလုံးအလုံးမဖြစ်ခဲ့တဲ့ပုံသဘောတူညီချက်၅ရေကိုဆက်လက်ဆွဲကင်နေမယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။အဲဒီပုံသဘောတူညီချက်တွေဆိုတာကမြမအချက်တဲကိုဖြည့်ရှင်မှု အာဆီယံကလက်ခံထားတဲ့လမ်းပြမြေပုံဖြစ်ပြီးအကြံဖက်ရှင်လူမှုတွေရပ်တန့်မှုနိုင်ငံရေးအကျဉ်းသားတွေပြန်လည်ပေးဖို့ဆွေးနွေးမှုတွေစတင်မှုဆိုတာတွေတောင်းဆိုထားတာပါ။ဒါပေမဲ့အာနာဒိန်ဆက်ကောင်စီကလေးစားလိုက်နာမှုမရှိတဲ့အတွက်အဲ့ဒီပုံသဘောတူညီချက်တွေကရှုပ်လုံးမပေါ်လာခဲ့ပါဘူး။အခုတော့အာဆီယံကအဲ့ဒီမှုတွေကိုဆက်ပြီးစောက်ကင်ထားမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက်ကောင်းကျိုးဖြစ်ထွန်းစေမယ့်အတွန်းရှိတည်တမ်းမဲ့ငင်းချမ်းရေးအဖြစ်မျိုးကိုမြန်မာကိုယ်တိုင်ဦးဆောင်ညီနိုင်မီရှာဖွေပေးရမှာပုံသဘောတူညီချက်တွေကိုတေချာအလေးထားဆောင်ရွက်အကောင့်ထဲပို့သွားတဲ့ကြောင်းအာဆီယံကတိုက်တွန်းထားပါတယ် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ်တောင်းယူထားတဲ့မလေးရှားအစိုးရဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကစိတ်ဆက်ဆွေးနွေးရေးအထောက်အမှုတစ်ခုအဖြစ်ပြီးခဲ့တဲ့လကရေကအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုရုံတော်လိုင်းဦးဆောင်အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါတိကျတွေ့ဆုံခဲ့ပါတယ်။နိုင်ငံတကာအသိအမှတ်ပြုမထားတဲ့အာနာသိန်းကောင်းဆောင်နဲ့တွေ့ဆုံမှုအပေါ်မေးခွန်းထုတ်မှုတွေရှိခဲ့ပေမယ့်အာဆီယံအဖွဲ့မင်းကမှာတော့အန်ဝါကအဲ့ဒီကိစ္စကိုကာဝယ်ပြောဆိုသွားပြီးလိုအပ်တဲ့စွန့်စားရွေးချယ်မှုတစ်ခုအဖြစ်ရည်ညွှန်းသွားခဲ့ပါတယ်။ သိငဲ့တဲ့အစာပြုံမှုမျိုးဖြစ်ရင်တော့မှမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလမ်းကြောင်းစီဦးတည်နိုင်မယ်ဆိုရင်ဒေသပေါက်အားထုတ်ကြည့်တဲ့နယ်လို့သူကဆိုပါတယ်။တစ်ဖက်မှာလည်းအာဆီယံရဲ့လွှတ်တော်အမတ်တွေရဲ့လူအခွင့်ရေးဆိုင်ရာအစိုးရအဖွဲ့ကမင်းအွန်လိုင်းနဲ့တွေ့ဆုံခဲ့တာဟာအန်ဝါအနေနဲ့မလုံတဲ့တဲ့ကိစ္စလို့ဝေဖန်ထားပြီးမြန်မာပြည်သူတွေကစက်ကောင်ဆောင်ကိုသူတို့ရဲ့အစိုးရအဖြစ်လက်မခံနိုင်တာကိုအတိအလင်းပြသထားကြပြီဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ဖိလပိုင်လွှတ်တော်အမတ်တို့ဖြစ်တဲ့အာလင်းဘရော့ဆက်က အာဆီယံဟာပြည်သူတွေနဲ့ရက်တရမှာဖြစ်ကြောင်းပြည်မှုကျွလွန်တာတွေအာဏာရှင်တွေနဲ့တွဲဆုံနေရမှာမဟုတ်ကြောင်းဝေဖန်သွားပါတယ်။ဆရာနာရှင်ကိုတရားဝင်တယ်လို့ဆက်ဆံနေခြင်းဟာအာဆီယံရဲ့အခြေခံစည်းမျဉ်းမူဝါဒတွေကိုချိုးဖောက်ရရောက်နေပြီးဆက်အာဏာရှင်ကိုတွန်းလှန်နေတဲ့တမ်းမောင်းများစွာသောပြည်သူတွေရဲ့ဆန္ဒကိုပါမျက်ကွယ်ပြုခြင်းဖြစ်တယ်လို့သူကပြောကြားသွားပါတယ်။ ။ကရင်ပြည်နယ်တိုင်းမြမာနေဆက်တိဘောဘူစခန်းသို့စစ်ကုန်းလာသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်မီကအများပြားတိဆုံသောကြောင့် KNL စီရေးတရင်ရင်မြက်ကရန်ကုန်ခေတ်တရင်ဌာနတန်သူပြောဆိုသည်မေလ29ရက်နေ့မှာစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်တေးဘောဘုစစ်တပ်စခန်းသို့စစ်ကူလာသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းကို DGB ဌာနချုပ်စုံစည်းမြိုင်နေသို့ရောက်ရှိနေစဉ် KNL မှာမိဘပေါင်းတပ်များကပိတ်ဆို့တိုက် ခံခဲ့ကြောင်းယနေ့နနက်ပိုင်းတွင်အဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်ရှင်ဖမ်းဆီးရရှိကြောင်းအများပြားသိဆုံးကြောင်းသိရှိရသည် အရင်စစ်ကြောင်းကတေဘော်ဘိုးကိုတော်ဖို့လာတာ DKBA ဌာနချုပ်နာရောက်မှာတော်လိုင်းတက်တွေကပိတ်ဆိုပြီးတိုက်ခိုက်တော့အခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီစစ်ကြောင်းမှာအင်အား82ဦးပါတယ်ဈာပြက်တိုက်တာမှာ30ကျော်လက်ရှိအရှင်မိထားတယ်ဇန်နရီအကုန်လိုက်ရှင်းနေတယ်လက်နက်တွေလည်းရထားတယ်လေရင်လာကျဲနိုင်လို့တရိထားနေရတယ်မနေ့ကနေဒီမနက်ပိုင်းမှာအပြီးဈာပြက်တိုက်ခိုက်တာပါဟုစစ်ရေးသတင်းရင်းမြစ်ကရှင်းပြသည်ထော်ပြင်းတေဘော်ဘိုးတရထိတ်ရှိအကျန်းဖက်စစ်ကောင်စီတေဘော်ဘိုးစခန်းနေရာနဲ့ကာကင်းစခန်းနေရာကို KN ှံလေးမမိတ်တံများကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရသည်